နောင်ချိုမြို့နယ်မှာရှိတဲ့ရှင်းအောင်အမွေနဲ့ခုံးထိတ်တနာကြီးရဲ့ပြင်ဆင်ထားတဲ့အစိပ်ပိုင်းတွေကိုရှင်းမှုရင်လက်ရမပြတ်ပြန်လည်ပြင်ဆင်ပြီးစီခဲ့ပြီးကုန်တန်ချိန်209တန်တင်ဆောင်ထားတဲ့ရထားတွေဆိုင်နဲ့စမ်းသပ်မောင်းနှင်ခဲ့တယ်လို့သိရပါတယ်။ပြည်တော်စုဝင်ကြီးနဲ့ဖွဲ့ဟာနောင်ချိုမြို့နယ်မှာရှိတဲ့ခုံးထိတ်ဘူရာကိုရောက်ရှိပြီးရာနှုန်းပြည့်ပြန်လည်ပြုပြင်ပြီးစီပြီဖြစ်တဲ့ခုံးထိတ်တနာကြီးပေါ်ကနေကုန်တန်ချိန်209တန်တင်ဆောင်ထားတဲ့ရထားတွေဆိုင်နဲ့စမ်းသပ်ဖြတ်တန်းမောင်းနှင်နေမှုကိုကြည့်ရှုပြီး အဂျီစီတန်လန်းပြေးရင်နဲ့ဂုတ်ထိပ်ဘူရာကနေလာရှိုးဘက်ချန်တရားထိတ်ထိလိုက်ပါစင်းနဲ့ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဆိုပါဂုတ်ထိပ်တရားဟာအခုနှစ်ဩဂုတ်24ရက်မှာအကျန်းဖက်တောင်ချန်းသူတွေရဲ့မိုင်းထောင်ဖောက်ခွဲဖြစ်စေခံရမှုကြောင့်တရားကြီးရဲ့လာရှိုးဘက်အချမ်းကန်းကတ်ခုံနဲ့တရားတိုင်အမှတ်16အကြာရထားတန်ပေါင်းနှစ်ဖက်စလုံးကြိုးကျပြည့်စည်ခဲ့ရပြီးပြည့်စည်သွားတဲ့ရထားတန်ပေါင်းနေရာတွေမှာမြမမီးရထားအင်ဂျင်နီယာဌာနရဲ့တရားပေါင်းအလုပ်ရုံရန်ကုန်ကထုတ်လုပ်တဲ့တန်ပေါင်းတွေနဲ့ ရပ်ပေါင်း86ရက်အတွင်းပြန်လည်အစားထိုးတက်စင်ပြီးရှင်းမှုမပြတ်ပြန်လည်ပြင်ဆင်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာမြမမီရဲ့ထားကအင်ဂျင်နီယာဝန်ထမ်းတွေကအစိုးရဂုဏ်ထိပ်တရားကြီးရဲ့ပြက်စီးသွားတဲ့အစိတ်အပိုင်းတွေကိုရှင်းမှုရင်းလက်ရာဒီဇိုင်းပုံစံအတိုင်းပြန်လည်ပြင်ဆင်ပြုပြင်ပြီးစီးပြီးဖြစ်တာကြောင့်အရင်ပြင်းလွင်ဘူရာကနေဂုတ်တိတ်ဘူရာကိုပြေးဆွဲပင်းလျက်ရှိတဲ့ရှုကင်းကြည့် RBE ရထားတွေကိုလည်းမကြမီပြန်လဲပြေးဆွဲပေးသွားနိုင်တော့မှာဖြစ်တယ်လို့သိရပါဗျ။